င်္ဂလာပါရှင်ဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းလေးကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတပုတ်အနည်းနဲ့စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချုပ်ငင်းရေးပန်းတိုင်ကိုမျက်ချိမပြတ်ဖို့ PDF ရဲဘော်များကိုယာယီသမရမှကြားတဲ့အကြောင်းတင်ဆက်ပေးပါမယ်စစ်အာဏာရှင်စနစ်အမြင့်ပြတ်ချုပ်ငင်းဖို့အတွက်မလျှော့တန်တော်လန်သွားမှာဖြစ်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရယာယီသမရဒူဝါလက်ရှိလာကပြောကြားလိုက်ပြီးပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ရဲဘော်များအနည်းနဲ့လည်းအဲ့ဒီပန်းတိုင်ကိုမျက်ချိမပြတ်ဖို့လိုကြောင်းမှာကြားခဲ့ပါတယ်မေလ9ရက်မှာကြာရောက်တဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဖွဲ့ စည်းခြင်း၄နှစ်ပြည့်အထိမ်းအမှတ်မိကုန်မှာအခုလိုပြောကြားခဲ့တာပါတော်လိုင်းဆိုတာအနေအမြင် အတက်အကြအချိုးကွင့်များများစွာရှိကြောင်းပြောပါတယ်တော်လိုင်းခီးဆိုတာအစဉ်အမြဲချုံးမွေနေတာမဟုတ်တော့လို့အမြဲတမ်းတသမတ်တည်းဖြစ်တွန်းနေရလဲမရှိဘူးဆိုတာသဘောပေါက်ကြဖို့ဖြစ်ပါတယ် အနေအမြင့်အတက်ကြအချိုးကွေတွေမှာမူလပန်းတိုင်ပေါ်မျက်ချီမပြတ်ဖို့လိုပါတယ်လို့ယာယီသမရကပြောပါတယ်။စစ်အာဏာသိမ်းမှုကိုတော်လန်ဖို့ပေါ်ထွက်လာတဲ့ PDF တမရော့က၄နှစ်သာရှိတော့လဲနှစ်ပေါင်း80ကျော်ကြာခိမိလက်နက်များတပ်ဆင်ထားတဲ့စစ်အာဏာရှင်တောက်တိုင်ဆက်ရန်တရားတွေကိုတုံလုံးခြောက်ခြားစေတဲ့ဒီစီရေးစင်ရများကင်လုတ်ခဲ့တယ်လို့ယာယီသမရကပြောကြားပါတယ်။စစ်အာဏာရှင်စနစ်ကိုယွန်ရှာမုံတီရဲ့စိတ်သက်ပြင်းပြမှုနဲ့ပြည်သူတော်လိုင်းပေါ်ပြင်းပြတဲ့ခံယူချက်ကြောင့်အချိန်တိုကာလအတွင်း အာနာသိန်းစစ်ကောင်စီလက်အောက်ခံတရင်တပ်ဖွဲ့အမြောက်များကိုချိန်မုံတော်လန်နိုင်ခြင်းဖြစ်တယ်လို့၎င်းကဆိုပါရယ်အဲ့ဒီလိုလုံနိုင်တာကတိုင်းရင်းသားလက်နက်ကိုင်တော်လန်ဖွဲ့စည်းရည်ပြည်သူကာကွယ်တပ်မတော်ပေါ်ဝိုင်းဝန်းကျေးဇူးပြုမှုကြောင့်လည်းပါဝင်လာတွေ့ရတယ်လို့ရှာဟီသမရကပြောပါရယ်စစ်မှန်တဲ့တော်လန်ရင်းသားလက်စစ်မှန်တဲ့တော်လန်ရင်းအောင်ပွဲတွေကိုဖန်တီးနိုင်တယ်လို့ရှုံးကြည့်ကြောင်းလည်းပြောပါရယ်လင်းနစ်တာအတွင်းပြည်သူကာကွယ်တပ်မတော်သားတွေကပြည်သူလူထုရဲ့လမ်းညွန်မှုကိုခံယူပြီးလက်နက်ကိုင်တော်လန်ရင်းလမ်းစဉ်ကိုလေးနက်စွာရှောက်လန်းခဲ့တယ်လို့ရှာဟီသမရကပြောပါရယ်ကျစ်လက်ခိုင်မာတဲ့အမိန်ပေးကွက်ကဲမှုတွေဆက်လက် က်လက်တည်ဆောက်ကြမယ်လို့ယာယီသမရကပြောကြပြီးပြည်သူ့ကာကွယ်တပ်မတော်ရဲ့ဖြစ်တည်မှုကိုလေးနက်စွာနားလည်သဘောပေါက်ကြမှာလို့လည်းပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကလက်နက်ကင်ဖွဲ့စည်းဖြစ်တဲ့အလျောက်လက်နက်နဲ့ပတ်သက်တဲ့လေးနက်တွေခံယူချက်ယုံကြည်ချက်မရှိပါကတိုင်းပြည်နယ်ပြည်သူအတွက်အန္တရာယ်များတဲ့အဖွဲ့အစည်းဖြစ်သွားတတ်ကြောင်းပြောပါရစေ။ကျွန်တော်အခုပြောနေတဲ့အချက်ကလက်နက်ကင်လမ်းစဉ်နဲ့လူလူလမ်းစဉ်ရှင်တွဲနေတဲ့နေရာမှာခိုင်မာတဲ့နိုင်ငံအမြင့်တရက်ကိုလေးနက်စွာခံယူထားရေးကိုပြောနေတာဖြစ်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့အခြေခံမူဟာပြည်သူ့ကာကွယ်ဖို့ဖြစ်ပြီးပြည်သူ့ကိုရှံဖြူဖို့မဟုတ်ဘူးဆိုတာလေးလေးနက်နက်ခံယူထားဖို့သာဖြစ်ပါတယ်။ကျွန်တော်တို့ကရှံသူကိုမီးလို့ကျင့်ပြီးပြည်သူ့အပေါ်ရှိလို့ကျင့်ဖို့လိုပါတယ်။ဒါအပြင်ကျွန်တော်တို့ကရှံသူပေါ် ်နေလိုခြင်းပြီးပြည်သူပေါ်လာလိုခြင်းပို့လိုပါတယ်လို့ရှားဟီတမရကပြောပါတယ်ပြည်သူကာကွယ်ရေးတမရကပြည်သူလမ်းညွန်ခံယူနေတဲ့လူမှုတော်လှန်ရေးတမရတခုဖြစ်တယ်လို့ပြောပါတယ်ပြည်သူကာကွယ်ရေးတမရရဲ့အရေးတော်ပုံတသားတွေကင်ဆွဲထားတဲ့တနက်ပြောင်းမှာကဘသူဘက်ကိုလျရမလဲဆိုတာပြည်သူကဒါကိုဆုံးဖြတ်တတာဖြစ်ပါတယ်ပြည်သူဟာတနက်ပြောင်းဝလျရမယ့်ဘက်ကိုစီရင်မှုစီရင်သူဖြစ်တယ်ဆိုတာမမိကြဖို့လိုတယ်လို့ရှားဟီတမရကပြောကြားပါတယ် ဆက်လက်ပြီးအင်းအပြင်းရထားတော့လဲစစ်တပ်ကလင်းမျက်နာမျိုးနဲ့ကိုဖုံးကျဲတဲ့အကြောင်းတင်ဆက်ပေးပါမယ်အရခတတော်အင်းကအပြင်းရကြီးညာချက်နဲ့ဟင်္ဒရာခိုင်လင်းမျက်နာမျိုးနဲ့မှာထိုးစစ်တရက် ထိုးစစ်ရပ်တန့်ထားတော့လဲစစ်ကောင်စီတပ်ကလေကြောင်းမှဖုံးကျဲနေပြီးဟင်္ဒရာမြို့ဝင်တနီယာမှာလက်နက်ကြီးတပ်ဆင်ရန်စီစဉ်နေကြောင်းသိရပါဗျ။လေးမျက်နှာမြို့နယ်မကြီးပင်ကွင်းကျေးရွာကိုစစ်ကောင်စီတပ်ကမေလလီရဲ့ည9:00နာရီကမှဂျက်ဖိုင်တာနဲ့ဖုံးကျဲခြင်းဖြစ်ပါတယ်။အရှက်သားတအုပ်တန်ရရပြီးအိမ်ခုနှလုံးပြက်စီးသွားခဲ့တယ်လို့မြို့ကန်တအုပ်ကပြောပါတယ်။ဒီရက်တိုက်ပွဲတွေဖြစ်မနေပါဘူး။ဒါမဲ့ဒီတကြောမှာအင်းနဲ့ PDF တွေရှိတယ်ဆိုပြီးဖုံးကျဲနေတာဒေသခံတချို့ကရှောင်နေကြပြီးရှောင်ဖို့အခက်အခဲရှိနေတဲ့သူတွေကပဲလို့နေကြမှာလေ။တကယ်တမ်းကအေးအေးရော PDF ရောလှုပ်ရှားတာ တွေ့ရဘူးလို့၎င်းကပြောပါရယ်စစ်ကောင်စီတပ်ကလေးမျက်နှာမျိုးမှာလေးချောင်းတိုက်ခိုက်နေတယ်လို့ကွင်းကောင်ဟင်္ဒရာမျိုးမှာလည်းအင်အားတိုးထားပါရယ်ပတိန်ဟင်္ဒရာကားလိုင်းရင်ဟင်္ဒရာမျိုးအဝင်ပြကြက်ရက်ရွာမှာအမြောက်များတက်စင်နေရလို့သိရပါရယ်ပြကြက်ရက်ရွာကဟင်္ဒရာမျိုးဝင်နတ်မော်ရွာရှိ MS 78ခြေလင်တရင်ခလိုင်းရ78နဲ့လေးမိုင်ကန်တာဝေးပြီးဟင်္ဒရာမျိုးနဲ့မှာ10မိုင်ကန်တာဝေးပါရယ်ဟင်္ဒရာမျိုးကလက်ရှိစစ်ကောင်စီကလေးချောင်းတိုက်ခိုက်နေတဲ့လေးမျက်နှာမျိုးနဲ့ -10 ကန်တာဝေးပါရယ် စစ်ကောင်စီတပ်ကအဲ့ဒီလိုစီရင်လှုံရှားမှုတွေကြောင့်ဒေသခံတွေကစိုးရိမ်နေကြပါတယ်။အေယာဝီတိုင်းတွင်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကဟင်္သာခရိုင်တွင်ရောက်ရှိနေကြတာဖြစ်ပြီးစီရင်တတိနဲ့ပြင်ဆင်ထားကြဖို့ရောက်ရှိလာတဲ့စစ်ပေးဆောင်များကိုကူညီကြဖို့မြို့ကန်နေနဲ့ဟင်္သာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ကအေပီလာ၁၉ရက်မှာထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလကအေယာဝီတိုင်းရွှေတောင်ရံမြို့တာပေါင်းမြို့နယ်မှာစတင်ခဲ့တဲ့တိုက်ပွဲတွေကမလာမစတင်ပြီးရေကြီးလေးမျက်နှာနဲ့အင်ကပူမြို့နယ်ကြားပတ်သိမ်မုံရွာလမ်းကြားကိုရောက်ရှိလာပါတယ်။ဟင်္သာခရိုင်လေးမျက်နှာမြို့ နှစ်ပန်းတော်ကြီးရွာကိုအာရခတက်တော်အင်းနဲ့ပူပေါင်းတက်တွေကဧပြီလ19ရက်မှာတန်ယူလိုက်ပြီးစစ်ကောင်စီတပ်ကလေကြောင်းမှနေစဉ်ဖုံးကျဲတိုက်ခိုက်နေပါတယ်။ AADNLA နဲ့ MNDA ပါဝင်တဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကသက်ကိုင်းငလင်းနောက်ဆက်တွဲလုပ်ငန်းများနဲ့ဆက်လင်းပြီးတိုက်တာအဆောက်အများရှင်းလင်းရေးနဲ့လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများဆက်လက်ဆောင်ရွက်နိုင်ဖို့အတွက်တစ်ဖက်သက်အပြည့်ရကာလကိုမေလတလလုံးကိုနောက်ထပ်တလတတန်တူထားကြောင်းမေလတရက်မှာကြီးညာပါတယ်။ငလင်းလောက်ခတ်ခဲ့တဲ့မလ28ရက်မှမေလ2ရက်အထိ36 ောင်ရက်တွင်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ296ဦးတိဆောင်ပြီး456ဦးဒဏ်ရာရခဲ့ကြောင်းအမျိုးသားညီညွတ်ရေးဆိုရာ NUG လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကဒီကနေ့မှထုတ်ပြန်ပါတယ်။ ဆက်လက်ပြီးအရက်ဖက်မှာတာဝန်ထမ်းဆောင်ဖို့သွားတဲ့ရခိုင်လူငယ်ခုနှစ်ဦးကိုအင်ကစစ်ထဲကိုပို့ဆောင်နေကြောင်းတင်ဆက်ပေးပါမယ်။အရခတက်တော်အင်ဦးဆောင်နေအရခပြည်သူအစိုးရလက်အောက်အရက်ဖက်အုပ်ချုပ်ရေးဌာနဆိုင်ရာတွေမှာတာဝန်ထမ်းဆောင်ဖို့သွားတဲ့မြအုံမျိုးနယ်ကလူငယ်ခုနှစ်ဦးအေးစစ်တင်နဲ့ပို့ဆောင်ခံလိုက်ရပါတယ်။အရက်ဖက်အုပ်ချုပ်ရေးဌာနဆိုင်ရာများအတွက်အရခပြည်သူအစိုးရဖွဲ့မှရခိုင်လူငယ်တွေကိုခေါ်ယူပြီး ASBPA လို့ခေါ်တဲ့ American School of Public Policy and Administration တင်နန်းကျောင်းဖွင့်လှစ်ထားပြီးအုပ်ချုပ်ရေးတင်နန်းများပေးအပ်လျက်ရှိပါတယ်။ အဲ့ဒီအုပ်ချုပ်ရေးတနန်းကြောင်မှာရခိုင်ပြည်အနှံ့ကတက္ကသိုလ်ဝန်ထမ်းတက်ရောက်ကြမယ်လူငယ်များနဲ့တက္ကသိုလ်ကျောင်းသားများစုတက်ရောက်တင်ကြားနေကြတယ်။အေအေကဖွင့်လှစ်ထားတဲ့ပြည်သူ့အုပ်ချုပ်ရေးတနန်းကြောင်လည်းဖြစ်ပါတယ်။ရခိုင်ပြည်ရဲ့တော်လိုင်းကြီးနဲ့အနာဂတ်တိုင်းပြည်တည်ဆောက်ရေးမှာအရှက်ဖက်အုပ်ချုပ်ရေးမှာပူးပေါင်းပါဝင်လို့တဲ့ ASPPA တက်ရောက်နေတဲ့မြအုပ်မျိုးနဲ့တောင်ပိုင်းပန်းရှိကျေးရွာများမှာလူငယ်ခုနှစ်ဦးမှာစစ်တနန်းကိုပို့ဆောင်ခံရတာဖြစ်ကြောင်းဖြစ်စဉ်တည်သူတအုပ်ကပြောပါတယ်။မြဦးတောင်ပိုင်းအရှက်ကရွာနေရွာကလူငယ်ခုနှစ်ဦးပေါ်လုံခြုံရေးအရာရွာနံမယ်ရီမပြောတော့ဘူးရခိုင်ပြည် နယ်ရဲတော်လိုင်းကြီးမှာပူပေါင်းပါဝင်ဖို့ ASBB ရဲ့ကြောင်းတက်ဖို့စံမီးပွဲဖြေဖို့သွားတာပါပူပွင့်လင်းလင်းပြောရရင်ဒီလူငယ်တွေကစစ်တိုက်ဖို့သွားတာမဟုတ်ဘူးအရက်ဘက်အုပ်ချုပ်ရေးဒီမှာပဲပူပေါင်းပါဝင်ကျင်တာဒါပေမဲ့အင်ကစစ်တနက်တက်ဖို့ခေါ်သွားတယ်ဒါကလူငယ်တွေရဲ့ရှီမန်းချက်နဲ့တော်လိုင်းရဲ့စိတ်ဓာတ်ကိုမျက်ကွယ်ပြုရာရောက်ပါတယ်အခုဒီလူငယ်တွေကမြောက်ဦးမြို့နယ်မှာပဲစစ်တပ်ထဲမှာတာဝန်ထမ်းဆောင်နေရဆဲဖြစ်ပါတယ် ASBB တနန်းကျောင်းစာမေးဝဲဖြည့်ပြီးခြင်းအမျိုးသမီးတွေကလွဲပြီးအဆိုပါအမျိုးသားလူငယ်ခုနှစ်ဦးပါဝင်လူငယ်များစုကိုနေအိမ်ကိုပြန်လွှတ်ရမှာဖြစ်ပြီးမင်းအေကစစ်တနန်းတက်ရောက်ဖို့ခေါ်ယူသွားခြင်းဖြစ်ပါတယ်လူငယ်ခုနှစ်ဦးမှလေးဦးကအီဘီလာမှာစစ်တနန်းဆင်းလို့အခုတာဝန်တွေထမ်းဆောင်နေပါတယ်ကြံသုံးဦးကတော့စစ်တနန်းတက်နေတော့ဖြစ်ပါတယ်ကလေးတွေကစစ်ဘက်မှာတာဝန်ထမ်းဆောင်လို့ရမှာမဟုတ်တော့အိမ်ကိုပြန်ချိန်ကြပြီးမင်းဘာမှမတက်နိုင်ကြဘူးကာယကံရှင်စန္နသဘောထားမပါဘူးလို့၎င်းကဆိုပါတယ်အဆိုပါလူငယ်ခုနှစ်ဦးတွေကတအုံးမှာသူရဲ့လက် ရှိကြုံတွေ့နေရတဲ့အခြေအနေနဲ့အိမ်ပြန်မလာနိုင်တဲ့အခြေအနေတွေကိုရှင်းပြပေးထားတယ်။မိသားစုဝင်တွေကိုပေးထားတဲ့ကိုယ်တိုင်ရည်လက်ရည်မှုကိုလက်ခံရရှိထားတာဖြစ်ပါတယ်။စစ်တနာပို့ဆောင်ခြင်းခံရတဲ့အဆိုပါလူငယ်ခုနှစ်ဦးရဲ့အမည်အသက်နေရစာတီနဲ့လက်ရှိတာဝန်ထမ်းဆောင်နေတဲ့နေရာတွေကိုတော့သိရှိထားပြီးလုံခြုံရေးအခြေအနေကြောင့်ဖော်ပြနိုင်ခြင်းမရှိပါဘူး။ အဆိုပါလူငယ်များကိုစစ်တနန်းချောင်းကိုခေါ်ဆောင်ခြင်းခံရတာနဲ့ပတ်သက်ပြီးအရခတက်တော်အင်းရဲ့ပြောခွင့်ရပြောရေးဆိုခွင့်ရှိသူကိုဥက္ကန်ဒူတာကိုဆက်သွယ်နေစေဖြစ်ပါတယ်။ထောင်ထဲချီတဲ့ရခိုင်လူငယ်တွေကအရခပြည်သူအစိုးရဖွဲ့မှရခိုင်ပြည်နယ်အတွက်ပုံဖော်နေရင်အနာဂတ်တိုင်းပြည်မှာပူးပေါင်းပါဝင်နိုင်ဖို့စစ်ဘက်ရည်ရမဟုတ်တဲ့အရက်ဖတ်အုပ်ချုပ်ရေးကိုစင်ဝင်စားပြီးပြည်သူအုပ်ချုပ်ရေးတနန်းချောင်းကိုတက်ရောက်နေကြပါတယ်။ ASPA ကြောင့် ASBBA က အာရခပြည်သူအစိုးရရဲ့အုပ်ချုပ်ရေးရန်တရားမှာအနာဂတ်ခေါင်းဆောင်နေဖြစ်မွေးထုတ်တဲ့အရက်ဖတ်အုပ်ချုပ်ရေးဆိုင်ရာအရှာရှိတန်တန်းချောင်းဖြစ်ပါတယ်ဒီကြောင့်မှာအတန်းပညာရှိကြတဲ့တက္ကသိုလ်ဝန်ထမ်းအစဉ်တက္ကသိုလ်တက်ရောက်နေတဲ့လူငယ်တွေနဲ့တက္ကသိုလ်ပြီးထားတဲ့သူတွေအ धिक ဂျွိုင်းကြတာပါလွတ်လပ်တဲ့ရခိုင်ပြည်တိစောက်တဲ့ခါမှာစစ်ဘက်မှာမပါဝင်နိုင်ကြပြီးမြေအရက်ဖတ်အုပ်ချုပ်ရေးတွေမှာပူးပေါင်းပါဝင်လို့တဲ့လူငယ်တွေကအာရခပြည်သူအစိုးရဖွဲ့နဲ့ပူးပေါင်းပါဝင်ကြတာဖြစ်ကြတယ်လို့အက်စပါနဲ့နီးစပ်တဲ့လူငယ်အတိုင်းဝိုင်းတွေကပြောပါတယ် အရက်ဘတ်ဥထုံရီတန်တန်းကြောင့် SPA ကြောင့်ကိုစစ်ဘက်နဲ့မဆိုင်တဲ့ကြောင်းတစ်ကြောင်းဖြစ်စေလို့ကြောင်းကြောင်းနဲ့နီးစပ်တဲ့ရခိုင်လူငယ်တအုပ်ကတောင်းဆိုထားပါတယ်။အရက်ဘတ်ဥထုံရီအတွက်အရာရှိတွေမွေးထုတ်တဲ့ကြောင်းကိုစစ်ဘက်နဲ့မရောစေချင်ဖို့ရခိုင်လူငယ်တွေရဲ့ဖြစ်စေချင်တဲ့ဆန္ဒတွေကိုလည်းလေးစားလိုက်နာဖို့လိုအပ်ပါတယ်။မင်းတို့ကငါတို့ထားတဲ့နေရာမှာနီးနီးဆိုတာမျိုးမဖြစ်စေချင်ဘူး။ဥထုံရီဌာနဆိုင်ရာဝန်ထမ်းတွေအတွက်ရည်ရွယ်ထားတဲ့ကြောင်းသားတွေကိုစစ်ဘက်ပြောင်းပြီးစစ်တိုက်ဖို့ခိုင်းတာကဘယ်လို့မှမဖြစ်သင့်ဘူး။ဒီလိုမျိုးသာရှော့ထွေးနေရင်အဖွဲ့အစည်းတစ်ခုရဲ့စီစဉ်ချက်ကဘယ်လိုလို့ကြာမှာလဲ။ဥထုံရီဆိုင် ်ဆိုရင်အုတ်ချုပ်ရည်စစ်ဘက်ဆိုင်ရာဆိုရင်စစ်ဘက်ခေါ်တော့ကအရှက်ဖက်အုတ်ချုပ်ရည်တကယ်တက်ရတာကစစ်တင်နေဆိုတော့လူငယ်တွေကဒီဖွဲ့စည်းကိုဘယ်လိုလုပ်ရှုံကြည့်တော့မှလဲဒါကိုအင်းအင်းရောအရခပြည်သူအစိုးရဖွဲ့ရောတာဝန်ရှိသူတွေကတေချာဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်ဒါမှလည်းလူငယ်တွေကရှုံကြည့်ပြီးတော့အနာဂတ်ရခိုင်ပြည်တိစောက်တဲ့ခါမှာမိမိဆန္ဒအလျောက်အများကြီးပါဝင်လာကြတော့မှလို့ပြောပါတယ်အေဒီလာအတွင်ကလည်းအေဦးဆောင်တဲ့အရခပြည်သူအစိုးရဖွဲ့ရဲ့ကျန်းမာရေးဌာနကပြည်သူကျန်းမာရေးဝန်ဆောင်မှုပေးရနိုင်ဖို့ရခိုင်လူငယ်တွေကိုကျန်းမာရေးဆိုင်ရာတင်နန်းအတွက်ဖိတ်ခေါ်နေပါတယ် ဒါပေမဲ့ရခိုင်လူငယ်ချို့မှာသွားတော့ကပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုတင်တဲ့အမှန်တကယ်ရရှိသွားတာမှာစစ်တင်နှံမျိုးဖြစ်သွားမှာကိုစိုးရိမ်နေကြခြင်းဖြစ်ပါတယ် ULAA အနေနဲ့ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုအခြေပြုပြီးရခိုင်လူငယ်တွေကိုခေါ်ယူကစစ်တပ်ထဲဆွဲသွင်းခြင်းမျိုးမလုပ်တင်ကြောင်းနဲ့စစ်ဘက်နဲ့အရက်ဘက်တင်နှံများလုပ်ငန်းတာဝန်များကိုကွဲကွဲပြားပြားခွဲခြားကသတ်မှတ်ထားရန်လိုကြောင်းရခိုင်လူငယ်တွေကတောင်းဆိုထားတယ်လို့သတင်းမှာဖော်ပြပါရှိပါတယ်ရှင်